ရှင်းသမျှစွမ်းကုန်ထုတ်သုံးမှုနောင်အိုကိုတရီပေးလိုက်တဲ့ Rotten ပြည်သူများအားလုံးပဲမင်္ဂလာပါများ Manchester Football ဆောင်ကနေတင်ဆက်နေပါတယ် Rotten က Lamet 1173ပြိုင်ပွဲမှာနောင်အိုနဲ့ရှင်မြိုင်ထိုးသက်သွားရမှာဖြစ်ပြီးတော့ဒီပွဲကလက်လက်နေတဲ့ Muay Thai Flyweight Tan Champion ကပတ်ကိုလူသွားကြရမှာဖြစ်ပါတယ်ဒီပွဲမတိုင်ခင်မှာ Rotten ပြောကြားခဲ့တဲ့ပွဲကြိုစကားတွေကိုနားထောင်ကြည့်လိုက်တဲ့အခါမှာသူတို့နဲ့ဥကြားထဲမှာထူးခြားတဲ့ခံစားချက်တွေလေးနက်တဲ့ဆက်ဆံရေးတွေရှိနေတာသိတာပါတယ်မြမရင်ကျေးမှုနဲ့ပြောရရင်တော့ဆရာကိုလက်အုပ်ချပြီးတော့ထိုးရမယ်အခြေအနေမျိုးပါပဲ ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ရောချန်ကနောက်ကိုကျွန်တော်ကိုယ့်ရဲ့ဆရာတယောက်လိုလေးစားတာပါကျွန်တော်ဆိုရင်အမြဲတမ်းလဲ queue site ပေးပါတယ်အဲဒါကြောင့်အတိတ်မှာတော့ငါသူနဲ့ဘယ်တော့မှရင်ဆိုင်ထိုးပြမှာမဟုတ်ဘူးဆိုပြီးတော့တောင်ပြောခဲ့ပါသေးတယ်ဒါပဲလဲအခြေအနေတွေကဖန်တီးလာပြီဆိုတော့ဘယ်သူကနံပါတ်1ချန်ပီယံလဲဆိုတော့အဖြေထုတ်ရတော့မှာပါသူဝိတ်တန်းစင်ကစားပြီဆိုကြတဲ့ကလူမျိုးထိတ်တဲ့ရင်ဆိုင်ရမယ့်နေ့ဆိုတာရှိလာတော့မယ်ဆိုတာကြိုတွေးထားခဲ့ပါတယ် နာအိုကဖိုင်တာတိုင်းတူယူရမယ့်ရိုးမော်ဒယ်မျိုးပါပဲကျွန်တော်သူ့ဖင်ပြားတော်မမိသေးပါဘူးသူကကစားပုံကောင်းနေတေချာပြင်ဆင်နေလေ့ကျင့်ခန်းတွေလည်းဒီဇိုင်းမမတ်နဲ့ကြိုးစားနေစိတ်နှစ်ကိုနှစ်နဲ့အလုံးလုံးတက်တဲ့သူပါဒီတော့အကိုကြီးဒီဘက်မှာလည်းအစွမ်းကုန်ထုတ်သုံးပြီးတော့ကစားပါမွေထိုင်းအနှစ်သာရကဘယ်လိုလဲဆိုတာချပြလိုက်ကြရအောင်ပါကွင်းထဲမှာဘလို့ရလက်ပဲထွက်ထွက်ရှုံးရှုံးနိုင်နိုင်ကွဲကွဲပြဲပြဲခင်ဗျားကိုကျွန်တော်ချစ်တယ်အရင်ကအတိုင်းပဲဆက်ပြီးတော့လေးစားနေအောင်ပါလို့ပြောကြားလာခဲ့တာပါ ရောထန်ကနောင်အုပ်ကိုဆရာတယောက်လိုလေးစားတယ်ဖင်ပြားတောင်မမိဘူးလို့ဆိုထားတာကထိုင်းမှာမြန်မာမှာရှိတဲ့ဆရာတပည့်ယဉ်ကျေးမှုကိုအပြေအဝအထင်ဟပ်နေပါလိမ့်နောင်အုပ်ကသူ့ထက်အသက်ပိုကြီးသူအတွေ့အကြုံများသူစံပြဖြစ်သူဆိုတဲ့သဘောဖြစ်ပါလိမ့်ဒါပေမဲ့အကစားသဘောအရချမ်းမြန်ဆိုတာကွင်းချံဝင်းထဲမှာအစွမ်းပြရှင်ပြိုင်မှရတာမလို့ဒီလိုမျိုးထိတ်တဲ့ယဉ်ဆိုင်ရတော့မှာဖြစ်ပါလိမ့်ဒါဟာအကစားမရိုင်းရဲ့ကံကြမ္မာပါပဲရောထန်က သူဝိတ်တန်းစင်းကစားပြီဆိုကြတဲ့ကဒီနေ့လူမျိုးရှိလာမယ်ဆိုတာကြိုတွေ့ချပါလေလို့ပြောထတာကသူဟာဒီတိုက်ပွဲအတွက်စိတ်ပိုင်းဖြတ်ထားပြီးတော့ကြိုတင်ပြင်ဆင်ထားတယ်ဆိုတဲ့သဘောပါစိတ်သက်ရေးရမှာရော့ထန်ကသူ့ရဲ့တမဏိပုံရိပ်နဲ့မတူဘဲနဲ့ချစ်စရာကောင်းတဲ့ရိုတည်တဲ့ညံရှိသူလို့ပြောလို့ရပါတယ်သူကဘာဖြစ်လာမလဲဆိုတာကြိုတိထားပြီးရင်ဆိုင်မှုအသိရှိနေတတ်ပါတယ်ရော့ထန်က နောင်အိုးရဲ့ကစားဟန်ပြင်ဆင်မှုလေ့ကျင့်မှုစက်ရောကိုပါပေးဆက်မှုတွေကိုချီးကျူးထားပါတယ်ဒါဟာနောင်အိုးဟာလူငယ်တွေအတွက်ဆံများပုံကိုဖြစ်တယ်ဆိုတဲ့သဘောကိုပြသလိုက်တာပါ သူ့ကိုနာယူခြင်းနဲ့စိတ်ထက်သူ့လိုဖြစ်ရှင်တဲ့စိတ်ကပိုများနေသလိုပါပဲကွက်ကွက်ပြည့်ပြည့်ခမ ्या ကိုကျွန်တော်ချစ်တယ်အရင်ကအတိုင်းပဲဆက်ပြီးတော့လေးစားနေအောင်ပါပါဆိုတဲ့ဇကားကအာကစားရဲ့အလှတရားတစ်ခုပါပဲဘလောက်ပဲပြင်းပြင်းထန်ထန်ရှင်ပြိုင်ရှင်ပြိုင်ဘလို့ရလည်းပဲထွက်ထွက်ဆက်ဆက်ရေးနဲ့လေးစားမှုကိုတော့မပြတ်စည်းစေချင်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်ဒါဟာပရိသတ်တွေနှစ်သက်မဲ့နားလဲဝင်မဲ့ဇကားမျိုးပါအချုပ်ဆိုရရင်တော့ရောထန်ရဲ့ပြောကြားချက်ဟာဝေထန်အာကစားရဲ့လေးစားမှုနဲ့ရိုင်းပင်းမှုဆိုတဲ့အနှစ်သာရကိုအပြေအဝဖော်ပြနေပါတယ် သူကသူ့ဆရာဖြစ်သူကိုထိုးဖို့ရဲဝင်စွာပြောနိုင်တယ်။ဒါပေမဲ့ထိုးပြီးတဲ့နောက်မှာလဲဆက်လက်ချစ်ခင်လေးစားနိုင်မယ်လို့လဲရဲဝင်ဝင်ကြီးညာနိုင်ပါ रे ။ဒီပွဲဟာချန်ပီယံကပတ်အတွက်သာမကဘဲနဲ့ဆရာနဲ့တပည့်လူကြီးနဲ့လူငယ်အတွေ့အကြုံနဲ့လူငယ်ဆွမ်းအားတို့ရဲ့တိုက်ပွဲဖြစ်ပြီးအားလုံးအဆုံးမှာတော့မွေထိုင်းအကစားကိုချင်းမြန်လို့တဲ့စိတ်ဓာတ်ဒီအောင်ပွဲခံတဲ့ပွဲလဲဖြစ်လာမှာပါပဲ။ဒီလိုမျိုးစိတ်ဓာတ်မျိုးနဲ့ Rotten ဟာပရိသတ်ရဲ့ပိုချစ်ခင်လေးစားမှုတွေကိုရရှိသွားမယ်လို့ထင်ပါ रे ။သူမှာရိုင်းပြတဲ့အလှရိုးသားတဲ့အလှနဲ့လေးနက်တဲ့အလှတွေသုံးမျိုးစလုံးရှိနေတာတွေ့ရပါ रे ။ ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ